ခုတင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်ကြောင့်အထက်မြင့်မြန်မာမနေထိုင်လို့သူဦးရေမြင့်တက်လာတဲ့သတင်းပဲဖြစ်ပါတယ်။မက်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးကြောင့်ထိုင်းနိုင်ငံမှာအထက်မြင့်စာအုပ်လေးမှာမနေထိုင်လို့သူဦးရေမြင့်တက်နေရလို့သိရပါတယ်။ငလင်တန်ကြောင့်ဘန်ကောက်မြို့မှာရှိတဲ့အထက်မြင့်မိုးပြလာတဲ့ရှိုးပိကြပြစီမှုဖြစ်ပေါ်ခဲ့တယ်လို့သိဆုံးလူ69ရှိခဲ့ပါတယ်။ဒါပြင်ကဲဆဲလုပ်ငန်းတွေကိုအချိန်အဟောင်းနဲ့လွှတ်ဆောင်ခဲ့ပေမဲ့လက်ရှိအချိန်ဒီတက်ဆုံးတွေသူ83တိရှိခဲ့ပါတယ်။ မလင်တန်ကိုအထက်မြင့်စာအုပ်တွေပေါ်ကနေလက်တွေ့ခံစားခဲ့ရတဲ့လူတွေကပဲမခံစားခဲ့ရတဲ့သူတွေကပါအထက်မြင့်စာအုပ်တွေပေါ်မှာမနေလို့သူတွေမြင့်တက်ခဲ့ရပဲဖြစ်ပါတယ်ပကားမြို့မှာရှိတဲ့မုံမြော်အထက်မြေစာအုပ်တွေဈေးကွက်တွေမှာလည်းအထက်မြေနေမှနေထိုင်တဲ့သူတွေကပြန်လည်ရောင်းချဖို့အတွက်ကြိုးပမ်းလာမှုတွေမြင့်တက်လာတာကြောင့်အထက်မြေကုန်တော်ခန်းတွေဈေးနှုန်းကျဆင်းလာလို့သိရပါဗျ။ဒီပြည်တွင်းကိုတော့ညီကျောင်းဝါပြပူလာပါဗျ။